ကျွန်တော်လဲကိုညို့ကိုပဲဒါကျွန်တော်အဲ့ဒီ audition ရောက်တဲ့အချိန်မှာလဲဒါကိုညို့ကိုပဲ focus လုပ်ပေးကြအောင်ဗောနော်ဒါပေမဲ့နောက်ထပ်အပိုင်းတွေကမလာသေးဘူးဆိုတော့အဲ့ကြမှာပဲဆက်ပြီးကြည့်ပါဗောနော်ဒါပေမဲ့ကိုညို့ကကိုညို့လည်းတကယ်ကြောက်ရတာဗောနော်ပြန်ဝင်နေလည်းတကယ်ကြောက်ရတယ်တရုပ်ဆောင်တာတွေပါတယ်ညာဘာမှမပြောခင်ထောင်းဒီပြိုင်ပွဲကိုမင်းဘယ်လိုယုံကြည်မှုနဲ့ငါ့ပုံကြီးတွေ့နေတာလဲမင်းဘယ်လိုယုံကြည်မှုနဲ့လာတယ်လဲဆိုတော့အတိအကျ ဟောဒီအစားတော်ကတော့ကျွန်တော်အမှန်တိုင်းပြောလို့ရှိရင်တော့ဒါမပြိုင်တော့လို့ဆုံးဖြတ်လိုက်တယ်ခင်ဗျာဒါပေမဲ့လည်းဒီဟာတရုတ်ဆောင်ကကျွန်တော်အရန်ဝါဒနာပါတယ်ကိုညိုကတကယ်ဒေါင်းစီဒေါင်းစီဒေါင်းစီရယ်ဆိုတာအဲ့ကြတော့မှအကိုတို့ကြဒီတရုတ်ဆောင်ဘိုင်းနဲ့ပတ်သက်ပြီးကြမသိဘူးညီမလေးကိုရတဲ့တရုတ်ဆောင်ရဲ့အခန်းကဏ္ဍမို့လူတယောက်ကအကိုအကိုအနေနဲ့တရုတ်ဆောင်ပြတော့ငိုတတ်တဲ့လူတယောက်ကတရုတ်ဆောင်တက်တယ်လို့ပဲကိုထင်တာပေါ့မဟုတ်ဘူးညနေတဲ့ဟာကြီးအများကြီးရှိတယ်အဲ့ကြတော့မှတက်နစ်ဘိုင်းတွေတကယ်တဘာဝဆန်တဲ့ဘိုင်းတွေအများကြီး ခံစားလာရဆိုတော့ဒီကဒီပြိုင်ပွဲမှာဝင်နိုင်ရသွားတဲ့လူကဝင်နိုင်မရခဲ့ရင်တော့မှဒီပြိုင်ပွဲဝင်ခွင့်ရတယ်ပြိုင်ပွဲဝင်နိုင်ရသူတို့အတွက်အမှုပညာခီးလမ်းမှာလုံးဝလုံးဝတက်လန်းနေပြီပဲအကျိုးကျေးဇူးတွေအများကြီးရမယ်လို့တကယ်သိချင်ပါတယ်ခင်ဗျအဲဒါကတော့ show like ကနေပြီးတော့တောင်းရှိလူကြီးမင်းနေရကန်လန်းတာဗောနော်ကန်လန်းတဲ့အချိန်မှာအဲအကိုလဲအားနေတဲ့အချိန်လေးဖြစ်တယ်အကိုတို့ကြအဓိကကဒီမင်္ဂလာအခမ်းအနားမှုအဓိကအဆောင်ရတာဖြစ်တဲ့အတွက်ဒီ watering color လေးဗောနော်ရိုက်ခွေး color လေးမှာအဲအချိန်လေးလေးရနေရတယ်ပေါင်းရင်တိကျတာပါ အောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်ဖို့အတွက်ဘယ်အရေးကြီးဆုံးအကြောင်းအရာအချက်တစ်ခုကိုရွေးပြပါဆိုဘယ်ချက်ဖြစ်မယ်လို့ထင်လဲအာအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အာရှုံးမအောင်မကြောက်တဲ့သူတိုင်းကတော့အောင်မြင်နိုင်တယ်ပေါ့ရင်ခုန်တာကတော့တကယ်တော်တော်ရင်ခုန်ရတာဒီ reality show ကိုအခုလည်းတကယ်ကိုကြိုက်ရတယ်တကယ်ခံစားရတယ်ဒါပြိသက်တွေလည်းမြည်ကြိုက်ပြိုင်ပွဲဝင်တွေကလည်းတကယ်ကြိုးစားတယ်ပြီးရှင်ပြိုင်မှုတွေလည်းများတယ်အပြောကြရီရောငူကြရီရောယတမျိုးစုံ ပြီးစွမ်းနိုင်တဲ့ reality show ဆိုတာလုံးဝသိကြပါတယ်။ဒါကြောင့် show like ကနေပြီးတော့ဒီ Superstar Academy အပြိုင်ပွဲကြီးထုတ်လွှင့်တဲ့ခါမှာလည်းကျေးဇူးအားပေးဖို့ဒီနေရာကနေဖိတ်ခေါ်ချင်ပါတယ်။တကယ်ကောင်းတဲ့ show ပါ။ Director ညိုမင်းလင်ဆိုတာခင်ဗျာခင်ဗျာဘာလဲဗျာခင်ဗျာလူတွေဘာလိုက်လုံလားဟိုးဟိုင်းပြန်ပြီရီဟိုင်းပြန်ပြီပြီးလို့ရှိရင်ဂျီယူပိုင်းလေးဂျီယူပိုင်းလေးဘာလဲခင်ဗျားတို့တွေကဘာလူတွေဘာမှန်းလဲ อืมนั่นน่ะไม่จ่ายตัวอ่ะเว้ยยันมะลาด้วยอ่ะล่ะคุณน่ะပြောส่งนี่ด่าเลยอ๋อยะได้มาก็ดูว่านอกตามาเนาะเดี๋ยวส่งเลยเดี๋ยวส่งเลยเฉยๆอ่ะเดี๋ยวเปล่าเนาะเดี๋ยวส่งเลยเฉยๆอะไรไม่ทราบเนี่ยเดี๋ยวส่งเลยเฉยๆเมนเล็กๆเลยเว้ยถองปะๆบาจะบาเว้ยลุบปะๆปฏิญาณไม่ใช่กูญูอ่ะแชร์ถ่ายเลย กูญูแชร์ถ่ายจําไม่ได้เหรอรู้เลย ကြောင်းအဲ့တော့ share ထားဆိုတော့အဲ့ချာကိုကွန်မင်းတန်တကာထပ်ပြီးတော့ share တယ်ပေါ့နော်အဲ့တော့ကွန်အဲကွန်မင်းတန်ရောကိုညိုရောပြိုင်ပွဲဝင်ရောဟိုဈားထဲမှာပေါ့နော်တရုတ်ဆောင်တာတွေပါတယ်ညာဘာမှမပြောခင်ဟောင်းဒီပြိုင်ပွဲကိုမင်းဘယ်လိုယုံကြည်မှုနဲ့ငါ့ပုံကြီးတွေ့နေတာနဲ့ဘယ်လိုယုံကြည်မှုနဲ့လာတယ်လဲဆိုတော့အတိအကျ ဟောဒီအစားတော်ကတော့ကျွန်တော်အမှန်တိုင်းပြောလို့ရှိရင်တော့ဒါမပြိုင်တော့လို့ဆုံးဖြတ်လိုက်တယ်ခင်ဗျာဒါပေမဲ့လည်းဒီဟာတရုတ်ဆောင်ကကျွန်တော်အရန်ဝါဒနာပါတယ်ဟိုငငယ်ကလေးလည်းဖြစ်ချင်တဲ့အတွက်ကြောင့်ရင်နောက်ပြတော့ဟိုနည်းနည်းလေးမျက်နှာပူပါရယ်ပေါ့နော်တွေ့ရမှာဒါပေမဲ့လည်းဒီအနုပညာလောကတစ်ချိန်မဟုတ်တစ်ချိန်မှာပြန်တွေ့ရမှာဖြစ်တွေ့ကြအောင်လို့ကျွန်တော်ဒီအတင်းပြီးတော့လာပြီးတော့ရှင်းပြနေတာပါခင်ဗျာပွဲရပြိုင်ပွဲရတော့အဆင်ပြေတယ်ပြိုင်ပွဲဆိုတဲ့အတိုင်းပဲရှင်းပြမှုတွေရောတကယ်ပြင်းထန်တာပေါ့နော်အဲ့တော့ဟိုမင်းသားကတော့ပြောသေးတယ်အမ်စီငိုတဲ့တကတ် စီဟိုတပိုင်းတသက်ပြမယ်လို့တော့ပြောတယ်ဘာလို့အကူကတော့ခံစားရတာအရန်တွေ့ရပေါ့နော်ပြိုင်ပွဲဝင်နေဆိုလည်းကိုယ့်ညီကိုမောင်နှမကြီးလိုပဲတကယ်ချစ်တာဖြစ်တဲ့အတွက်ဒီပါတဲ့ပြိုင်ပွဲဝင်တိုင်းအတွက်ကိုလုံးဝရေခုံပြီးတော့မငူရတဲ့နေ့ဆိုတာမရှိသလောက်ပဲအဲ့လောက်ထိအောင်လို့က emotional ပြင်းနေပေါ့နော် အရန်ကိုကြိုးစားပြီးတော့ရှင်ပြိုင်ကြရပြိုင်ပွဲဝင်နေဖြစ်ပါတယ်အဲ့တော့တကယ်ထွက်ပေါ်လာတဲ့ထွက်ပေါ်လာမယ့်ဝင်တာကလည်းတကယ်ထက်တဲ့တန်တဲ့ထွက်ပေါ်လာမှာဖြစ်တဲ့အတွက်ကြီးစုအားပေးပါလို့ပြောချင်ပါတယ်တကယ်ငူတာပေါ်ညီမလေးနေ့တိုင်းငူအဲရိုက်ကွေးမှာငူတယ် ပွဲမှာငိုရဲပြင်အိမ်ပြန်ရရင်ကိုအိုက်ဖီလင်းရာစို့ပြီးတော့အဲ့လိုချန်ရတာဗောနော်အာတယုတ်ဆောင်နေတာထက်တကယ်သူတို့ရဲ့ဘဝအခြေအနေတွေဒါအများကြီးပါလာတယ် twist တွေမထင်မှတ်ထားတဲ့စိန်ခေါ်မှုတွေအများကြီးအများကြီးပါတယ်အဲဒါကြောင့် the reality show superstar academy ကိုအားလုံးကြည့်ရှုအားပေးဖို့ဒီနေရာထပ်ပြီးတော့ဖိတ်ခေါ်ကြပါတယ်ရရဲလားဘယ်တော့မှအချိန်မရွေးပဲကောင်းမငါငါအချောင်းတိကျကောင်းမလာလေလား ကျွန်တော်ဒီ judge dialogy မေးသုံးဟုတ်ကတော့ဒါ academy များရှင်အတိအဆက်ပေါ့နော်မိသားစုရှိမယ်အဲ academy writer ကိုညိုမင်းလေးရှိမယ် academy email သူရှိမယ်ပေါ့နော်ဒီ dialogy မေးသုံးယောက်ကိုကျွန်တော်စပြီးတော့တွေ့လိုက်တဲ့အချိန်မှာဒါပြိသက်တွေအထင်တယ်ပေါ့ဘယ် dialogy မေးနေရပြိုင်ပွဲဝင်နေအပေါ်မှာအစုဟိုလိုစုမယ်အဲလုံးဝပြီးဝင်လုံးဝအကြံနေပေးမယ်ကြောက်ရမယ်လို့ထင်လဲပေါ့နော်ဒါပေမဲ့ဒီပွဲပြီးသွားရင်နောက်တစ်ယောက်ပြောင်းရင်ပြောင်းသွားနိုင်တယ် ဒစစ်ချိုးလေးပေါ့နော်ကျွန်တော်လည်းမထင်ထားတဲ့ဟာရာရေးတိရရဲ့အတွက်အာ amazing ပါပဲကျွန်တော်လည်းကိုညိုကိုပဲဒါကျွန်တော်အဲ့ဒီ audition ရောက်တဲ့အချိန်မှာလည်းဒါကိုညိုကိုပဲ focus လုပ်ပေးကြအောင်ပေါ့နော်ဒါပေမဲ့နောက်ထပ်အပိုင်းနေကမလာသေးဘူးဆိုတော့အဲ့ကြမှာပဲဆက်ပြီးကြည့်ပါပေါ့နော်ဒါပေမဲ့ကိုညိုကကိုညိုလည်းတကယ်ကြောက်ရတာပေါ့နော်ပြိုင်ပွဲတွေလည်းတကယ်ကြောက်ရတယ်ကိုညိုကတကယ် down စီ down စီ down စီရယ်ဆိုတာအဲ့ကြတော့မှအကိုတို့ကြဒီတေးဥဆောင်ပိုင်းနဲ့ပတ်သက်ပြီးကြမသိဘူးညီမလေးကိုရတေးဥဆောင်ရဲ့အခန်းကဏ္ဍမှုလူတစ်ယောက်ကအဲ အခုအခုအနေနဲ့တေးဥဆောင်ပြတယ်ငိုတတ်တဲ့လူတယောက်ကတေးဥဆောင်တတ်တယ်လို့ပဲကိုထင်တာပေါ့မဟုတ်ဘူးနက်နေတဲ့ဟာကြီးအများကြီးရှိတယ်။အဲ့ကြတော့မှတက်နစ်ပိုင်းတွေတကယ်တဘာဝဆန်တဲ့ပိုင်းတွေအများကြီးခံစားလာရဆိုတော့ဒီကဒီပြိုင်ပွဲမှာဝင်နိုင်ရသွားတဲ့လူကဝင်နိုင်မရခဲ့ရင်တော့မှဒီပြိုင်ပွဲဝင်ခွင့်ရတဲ့ပြိုင်ပွဲဝင်နိုင်ရသူတို့အတွက်အမှုပညာခီးလမ်းမှာလုံးဝလုံးဝတက်လန်းနေပြီပဲအကျိုးကျေးဇူးတွေအများကြီးရမယ်လို့တကယ်သိတယ် မြ။အထိတ်လိုက်တွေ့ခါရေခုံတယ်ကွာ။အဲ့ဒီသိပြီးတော့မျက်နှာပြူသွားတဲ့ဟာတောင်ရှိကိုကြီးမကြည့်ရဲတော့တဲ့အချိန်တွေတိအများကြီးရှိရပေါ့နော်။အဲ့လိုမျိုးအဲ့ဒီစိတ်ကဟာတော့တပြေးချင်တော့တဲ့ဒီခံစားမှုမျိုးတွေအာအဲ့ဒီအဲမှာကိုခံစားတာဒီအဲဂရိုက်တာမင်းသားမမောင်ရဲ့ editing skill နဲ့ပေါင်းလိုက်ဘယ်လောက်ထိအောင်ကြွားသွားမဲ့ reality show ကြီးလဲဆိုတာဒါတွေးကြည့်ကြမလို့ဗျာပြေးကြည့်ကြမလို့တွေးကြည့်လိုက်တာနဲ့သိနေပြီဗျာတကယ်မိုက်မယ်ရှိုးကြီးပါဟုတ်မင်းပြဿနာကနေပြီးတော့ဟာချစ်တယ်ဆိုစကားပြန်ချနိုင်နေဝင်လား ။ဟောပြန်ချစ်ပြပါကွာ။ဟောဟောပြန်ချစ်ပြပါကွာ။တရုတ်ဆောင်တယောက်ဖြစ်ဖို့ဆိုတာတရုတ်ဆောင်ကောင်းတာတစ်ခုတည်းနဲ့မရဘူးကွာ။ဟုတ်။တရုတ်ဆောင်ကောင်းတာတစ်ခုတည်းကတော့ရတယ်။ဟုတ်။ဒါမဲ့ဒီလောကထဲမှာရပ်တည်ဖို့ဆိုတာကကြတော့ဟုတ်။တရားတစ်ခုတည်းနဲ့မရဘူး။ဟုတ်ကဲ့။သူတို့ဖြင့်စကားပြောဆိုဟုတ်နေထိုင်ဟုတ်အဲ့ဒါတွေပါအများကြီးလို့တယ်ဟုတ်မင်းရဲ့လုပ်ရတခုကဒီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေ ရဲ့ဂုံတိတ်ခါဒီပွဲရဲ့ဂုံတိတ်ခါအများကြီးအကျိုးတက်ရောက်မှုရှိတယ်ဟုတ်တယ်ဟိုးရှိတော့တခုလည်းငိုသွားဒါပေမဲ့ဒီဟာပူငိုသွားတယ်ဗောနော်အကိုတို့ကြအတိကမင်္ဂလာဆောင်မဲ့အတိကသွားတာဖြစ်တဲ့အတွက် reality show တွေဘာညာ အချိန်ပေးရလည်းများတာပေါ့နော်အချိန်ပေးရတပတ်ဆယ်ပေးရတော့ကိုအားရရကလေးလို့ပါဆိုတော့လည်းညီညီနိုင်နိုင်နဲ့အပေဒိုင်လူကြီးမင်းနေအကိုတောက်တဲ့အားတော်လိုက်ချိန်လို့မရအောင်လေဒိုင်လူကြီးမင်း၃ဦးရှိမယ်အကိုရှိမယ်ရိုက်ကွေးဖွဲ့ရှိမယ်ဒိုင်တာဖွဲ့ရှိမယ်အာစီအားလုံးစုံညီအောင်လုပ်ရတာဖြစ်တဲ့အတွက်ရအောင်ရခဲ့အချိန်လေးမှာအကောင်းဆုံးတော့စူးစမ်းထားပါတယ်အဲအကောင်းဆုံးလေခန်းစားပြီးတော့ဟန်ဆောင်မှုမရှိပဲလေပေါ့နော်အခုပုံစံအတိုင်းပဲကိုတင်ဆက်ထားပါတယ်အားပေးပါလိုအပ်ချက်လေးတစ်စုံတစ်ရာရှိရင်လည်းခွင့်လွှတ်ပေးပါဒီပွဲအတွက်ကိုယ့်ရဲ့ယုံကြည်မှု percentage အနေနဲ့ဘယ်လောက်ရှိလဲ100%ရှိပါခင်ဗျာ reality show ကဒါကတော့ပြိုင်ပွဲဝင်နေပေါ့အကိုတို့ကတော့အဲ MC host ဆိုတော့အကိုဒါ supporter တွေပေါ့နော် supporting ပေးမယ်ကိုအကိုတို့ကြဒီပြိုင်ပွဲကြီးဘလို့အဆင်ပြေသွားမလဲပေါ့နော်ဒါပေမဲ့တကယ်စောင့်ကြည့်နေရတာကတကယ်ပြိုင်ပွဲဝင်နေပေါ့ဒိုင်လူကြီးမင်းကြီးရဲ့ပြိုင်ပွဲဝင်နေပေါ့နော်အဲသူတို့တွေကပို့ပြီးတော့တတိထားရတာပေါ့အကိုကတော့အတက်နိုင်ဆုံးအဲတတိနေတော့နေတာပဲပေါ့နော်ဘာလို့တွေ update တွေထွက်ပြီးဘလို့ပါလာမလဲတော့အကိုလည်းမသိဘူးရင်ခုန်နေပါတယ်အကိုလည်းဟုတ်အဲရင်ခုန်တန်တွေကတော့ အဲအပြိုင်ပွဲဝင်တွေနဲ့ထပ်တူပြိုင်ပွဲဝင်တွေကိုအားပေးတဲ့ပရိသတ်တွေနဲ့ရင်ခုန်သားနဲ့ထပ်တူ DMC ကလည်းရင်ခုန်ပါတယ်တကယ်ရင်ခုန်စရာကောင်းတဲ့ program ဖြစ်ပါတယ်အဲ့ဒါ program ကောင်းကောင်းကိုစိတ်ဝင်စားနေကြတဲ့သူတွေအဲပြီးဒီပြိုင်ပွဲကဝင်တာဘယ်သူဖြစ်လာမလဲပြီးွားရင်ကျွန်တော်ဒီပြိုင်ပွဲ Superstar Academy ရဲ့ဝင်တာကကျတော့ show light ကနေရိုက်ကူးတင်ဆက်မဲ့ mini series မှာသူကခေါင်းဆောင်နေရာနေပြီးတော့ပါဝင်ရမှာအဲ့ဒါအားလုံးကပြိုင်ပွဲဝင်တွေနေပညာရှင်ကြီးကိုမှအချင်းချင်းချစ်ကြတဲ့အတိုင်းပဲ fight ကြတာပဲ ရှင်ပြိုင်မှုတွေအရန်ပြင်းထန်ပါတယ်အားပေးပါ